့မွေးနေရလဲ6လပိုင်း30လေအမြဲ private နဲ့ကိုနေရလဲတိုက်ဆိုင်တာဆိုတော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုကဘာမှမလုပ်ပေးနိုင်အောင်မှဟိုဝမ်းတာတယ်ဒီလိုမျိုးခုဆို time မှာဆိုပျော်စရာကြီးလေနေ့တိုင်းတို့အခမ်းအနားတွေလုပ်လုပ်ပေးရဆိုတော့လေအဲကောင်းမယ်ပေါ့နော်တနေ့လောက်တော့သွားဆင်နွှဲအောင်ပါပေါ့ကိုအလုပ်လဲအားရရဆိုလို့ရှိရင်တော့ဟုတ် အာဒီကတော့လေအဲ့လိုမျိုး character တစ်ခုလာပြီးတော့ပြောပြီးဆိုရင်သူအငယ်အဲ့လိုခြေကြည့်တယ်ပေါ့နော်ခြေပြီးတော့ character ရှိပို့ပေးပြတယ်ဒီလိုမျိုးကြီးလုပ်မယ်နော်ဒါမျိုးဆို character okay ပြီဆိုရင်တော့လုံးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ character ပို့ပြီးတော့တူအောင်လို့ပါဟုတ်ဒါဟာတာလည်းပါတယ်ဟို drama လည်းပါတယ်အဲ့လိုမျိုးပါတယ်ဒါပေမဲ့သူ့ရဲ့အပိုင်ဟာတာမဟုတ်ဘူးကြည့်ကြည့်ပါဟိုဟိုဟာတာလို့မဟုတ်ဘူးသူကအတ္တကားရဲ့မှာလေ ကိုကနောက်ဆုံးအဆုံးထိမလျှော့ပါတဲ့ဒီဆုံးဟိုအောက်အောက်လန်းဆရာမှာပေါ့အဲ့ဒါလေးပေါ့လေဟုတ်အဲ့ဒါလေးကတော့ထူးခြားမယ်ပေါ့လေဟုတ်ကြည့်ရင်တော့သူ့တော့ဒါသူအတားရလို့လာတယ်ပေါ့အဲ့လိုပုံစံမျိုးမဟုတ်ဘူးလိုအပ်ချက်တွေကတော့များတယ်သူကဘာလဲဆိုမျက်လုံးမျက်စံတွေမငြိမ်တာပေါ့နော်ကိုကိုတတိထားမှာဆိုမျက်စံတွေမငြိမ်ဘူးပြီးလို့ရှိရင်အတန်ပေါ့အတန်နေအတန်ထားရလို့တယ်အဲ့ဒီရရောတကားနဲ့တကားကိုကိုပြန်ကြည့် ပြင်ဆင်အောင်ပါဗောလေထပ်ပြီးတော့ဟာသူကားတွေကိုကြည့်ရလေသိမှာပါသူအဝယ်စားအသုံးဆောင်ပြင်ဆင်ဒီတွေအစားသူစုတယ်တကားတကားကိုဆိုလို့ရှိရင်လေဘာလို့လဲဆိုတော့ကိုကိုကြည့်ရလို entertainment တစ်ခုဖြစ်အောင်ဗောနော်အဲ့လိုမျိုးအမှုတက်ကိုအများနဲ့ဖန်တီးတယ်ပြီးရင်အဲလိုအပ်ရင်သပင်ဆေးဆိုးဆိုလဲဆိုးလိုက်တာပဲဘာလေးလို့ဆိုလဲလုံးလိုက်တာပဲဗောနော်အဓိကတော့ကိုကြည့်ရသူတန်စီခြင်းတယ်ဘာလို့ဆိုတော့ကိုကဈေးစကားရမနေဘူးဗောနော်လာကြည့်ပြီးရုံထဲမှာအမောပြေစီခြင်းတယ်ပျော်သွားရဆိုတော့ဝမ်းတာတယ်အဲ အဲ့ကိုကြည့်ပြောပေါ့နော်ဟဲ့မစိုးပါအောင်ဆိုတော့ရေကိုကျေးဇူးတင်ပါတယ်ခဲသူတို့ခုဆိုလို့ရှိရင်သူ့ရဲ့ fan fan လို့ပဲပြောတော့မှာပေါ့နော်အမှုပညာရှင်လို့လုံးလုံးနေဆိုဆိုခလေးလည်းများတယ်ပြီးရင်လူကြီးတွေများတယ်တချို့ဆို single က anti တွေသူ့ရေအရန်ချက်တာပဲဒီသူတို့သူတို့ဈေးသွားရဲ့ block တွေလည်းကြည့်တယ် anti တို့အများကြီးပြတယ်ပြီးရင်သူ့တက်ကိုလက်ဆောင်တွေထည့်ပဲ t-shirt တွေသူဆိုဒိမ့်မဲ့သွားတော့ဆိုလို့ရှိရင်မုတ်တွေလိုက်ကြည့်ကြတယ်အဲ့အဲ့ဘက်တွေသွားတော့ဆိုလို့ရှိရင်ဘယ်နိုင်ငံသွားတော့အဲ့လိုနိုင်ငံတကာပြည်သက်တွေလည်းရှိလာပြီဆိုတော့လေကျေးဇူးတင်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့ဆိုတာလေ မမြင်ဘူးမတွေ့ဘူးပဲချစ်ဖို့ဆိုတော့လွယ်ရာမဟုတ်ဘူးဒီလိုမျိုးပဲသူတို့ YouTube ကနေမြင်နေတယ်သူရုပ်ရှင်ကရမြင်နေချစ်ပေကြရပြည်တယ်ကလေး fan တွေတော်တော်များတယ်ဘယ်နေရာသွားသွားလေအဲ့ကျေးဇူးအများကြီးတင်တယ်လို့ဟုတ်ဘယ်လိုလဲအချက်ချင်းအောင်ဖြစ်သွားအဲ့ကြောင်းနေရဘာဖို့နှစ်ခါအောင်ဆက် MMA လေးတွေ့လေငကိုနှစ်ခါဖြတ်ထား operation လုပ်ထားတော့နှစ်ခါတိုးနေတိုးနေငကိုအကျင့်တိုင်းပဲနှစ်ခါတော့စကားပြော တွန်းတွန်းထုတ်တာအဲ့တွန်းတွန်းထုတ်တဲ့အာအချင်းဖြစ်နေတာခေါ်ရောမဟုတ်ငကုနှခန်းကွာထော်သူတို့အောက်နှခန်းထော်ချက်တာလို့ဒါချက်ပြီးဝင်နေတာဗောနော် primer လာလေးမလို့လဲသူဒီလိုမျိုးဟာ scaf play ကိုဆွဲလာဗောနော်ကိုလည်း LGBT တယောက်ဖြစ်တဲ့အတွက်ဒါဒီလိုမျိုးလာမျိုးဆိုတာဒါနိုင်ငံတကာမှာဆိုရင်တော့တကယ်ကိုခံတိကျခံသွားစာရေလုံနေကြပြီ။ဘယ်နိုင်ငံမှာပဲလောက်အောင်အခွင့်အရေးရရဆိုရင်ဒီ primary drug ကိုသူက ခုံယူတဲ့ဝမ်းသာတဲ့ LGBT တယောက်ဖြစ်ရဘရောမနောက်တမ်းမရပါဘူးရှင်။ဖိုင်းချင်တာအမမဲလေတကယ်တမ်းဆိုဘန်ကောက်ကိုသွားမလို့သွားမလို့ကိုဒီရဲ့ပိုင်းမှာကိုသူ့အလုပ်တွေကတော်တော်ကိုသင်တန်းဖွင့်နိုင်ပိုင်းနဲ့မအားလို့ပေါ့နော်။ပြီးရင်ခရီးအကြီးတစ်ခုလည်းထွက်ဖို့ရှိနေတော့အဲ့ဒီဟာတွေအကုန်လုံးဒီဘက်မှာအလုပ်တွေအကုန်ဖျက်မိုးရင်းမှာအားတွေအကြောင်းမအားလို့အမှန်ဆုံးတော့သွားချင်ပါ။အဓိကဆိုသူ့မွေးနေ့ရက်လည်း6လပိုင်း30လေအများ private နဲ့ကိုနေရလည်းတိုက်ဆိုင်တာဆိုတော့ဟိုဘလို့ပဲဖြစ်ပေါ့နော်။ကိုကဘာမှမလုပ်ပေးနိုင်အောင်မှဟို ဝမ်းတာတယ်ဒီလိုမျိုးခုဆိုထိုင်းမှာဆိုပျော်စရာကြီးလေနေ့တိုင်းတို့အခမ်းအနားတွေလုပ်လုပ်ပေးရဆိုတော့လေအဲပေါအောင်မယ်ပေါ့နော်တနေ့လောက်တော့သွားဆင်နွှဲအောင်ပါပေါ့ကိုအလုတ်လေအားရရဆိုလို့ရှိရင်တော့ဟောကိုပွဲလန်းသဖြင့်ဖိတ်တယ်ဆိုရင်တော့လေသူအများအားဟိုအရင်ဆိုရင်ဒီသူတို့တရားကံဗေနာကလေဘာလဲစိမ့်လက်စိမ့်လက်စိမ့်လက်ဆိုပြလို့ပါအောင်ပါဆိုလို့ရှိရင်လေဒီ LGBT တွေအတွက်ကိုဟိုအเจ้าမျိုးเจ้าဆုံးပုံနေတော့နှိပ်စက်ခံရဆိုတော့မင်းပြောရပါဆိုတော့ သူတို့အရင်တော့ပါခဲ့တာပဲပြီးရင်သူတို့ဒီ Azel Hotel မှာလုပ်တဲ့ LGBT ပွဲတိုင်းဆိုတော့သူတို့တက်ပေးခဲ့တာပဲဟုတ်အဲ့လိုဖိတ်တယ်ဆိုရင်တော့သွားပြမှာပါအကိုကိုရဲအိုးစီးဥဆောင်လို့ပြောတော့ဟိုလိုပါသေးတယ်အများကြီးပေါ့နော်ဒါပေမဲ့ဖိတ်တယ်ဆိုရင်ပြီးရင်ပြည်သက်တန်ရုံလို့ပြောဆိုတော့ဖိတ်တယ်ဆိုတော့သူအရင်သွားပြပါတယ်ဟုတ်ဒါလူသားတွေကလူပဲလေအဲ့တကြောင့်အလုံးကဝိုင်းချိမြောက်တယ်ချစ်တယ်ပေါ့ချစ်ကြရပေါ့နော်အဲ့တကြောင့်သူတော့ဂုံယူပါတယ်ဘာပြောတနေ့တခြားအလုံး ရှေ့မှာပဲအလုံးအခုဆိုလို့ရှိရင်ရဲဝင်သွားနိုင်တယ်သူတို့ငယ်ရွားနဲ့မတူဘူးသူတို့ငယ်ရွားဆိုလို့ရှိရင်လမ်းထိုက်တာနဲ့အချောက်တွေပါတော့អော်အခုဆိုရင်ဘူးမှမခေါ်တာဘိုင်းကားပဲစီစီလမ်းပဲရှောက်ရှောက်အကုန်လုံးချစ်နေတယ်ပုံမှန်လူတွေလိုပဲယောက်ျားမိန်းမတဲ့အားလုံးချစ်တယ်ကိုလည်းကိုယ့်ကိုယ်ပဲ confidence တည်နေလူတိုင်းသွားနိုင်လာတယ်ဘာမှဖြစ်ဘူးအဲကြောင့်ဒါရီကသူတို့က LGBT community ရဲ့အောင်မြင်မှုတွေပေါ့ဟုတ်